ဒီပွဲကကျွန်တော်တို့ draft ဘဝင်လာမှာပေါ့နော်အဲ့ညာဘက်ချမ်းမှာ draft ဘဝင်ရှိတယ်ဆိုတော့ဘဝင်ကိုထိမ်းဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စပါဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ကန့်နိုင်ခြင်းများကျွန်တော်တို့ခံစစ်မှာအရင်အလုပ်ဖြစ်တဲ့ကစားသမားမျိုးတွေကျွန်တော်လိုပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့ဒီ Patrick Doe ကို Lu Shaw ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကတော့ဒီ LCB ဒီပေါ့နော် left wing back ပုံစံမျိုးမှာကျွန်တော်ထားခြင်းတယ် အားလုံးမင်္ဂလာပါ။ဒီနေ့တမန် YouTube Channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်။ဆိုတော့ကျွန်တော်တို့ Manchester United ကကျွန်တော်တို့တပွဲကံပြီးနောက်ထပ်ကျွန်တော်တို့ပွဲတစ်ပွဲဆက်လာပြီပေါ့လေ။ဆိုတော့လာမယ့်ကျွန်တော်တို့ကြာသာပတေးနေ့မှာ West Ham ကိုကျွန်တော်အင်္ဂလန်မှာလက်ခံကစားသွားရဖို့ရှိပါတယ်။ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပွဲကြိုသုံးသက်ချက်လေးကျွန်တော်လုပ်ကြည့်ရအောင်။ပုံမှန်တိုင်းပဲကျွန်တော်ပွဲကြိုသုံးသက်ချက်ကတော့ပွဲမကစားခဲ့ကျွန်တော်2ရက်ကြိုပြီးတော့လုပ်တဲ့သဘောပေါ့လေ။အဲဒါကြားထဲမှာတော့ကျွန်တော်တို့ press conference ကအဲတကယ်အရေးပါတဲ့ MOU ရဲ့စကားတွေ နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုတ်ကျွန်တော်လုပ်မယ်။ပြီးတော့ကျွန်တော်ပွဲရှိတဲ့ရက်မှာဆိုလို့ရှိရင်တော့ထုံးစံတိုင်းကျွန်တော်ဒီပိုဂီဘလိုခံမှန်းထားလေးဆိုတဲ့အဲ topic နဲ့အတူ United ကျွန်တော်99 E မ99 E ဆိုတဲ့ video ကျွန်တော်လုပ်မယ်။ဆိုတော့ဒီလိုပုံစံမျိုးလေးပဲပွဲတစ်ပွဲမတိုင်ခင်မှာကျွန်တော်သွားဖို့အတွက်စဉ်းစားထားပါတယ်။ဆိုတော့ channel ကို subscribe လုပ်နေဆိုလို့ရှိရင် subscribe လေးလုပ်ပြီးတော့ကျွန်တော်ကို support ပေးလို့ရပါတယ်။ဆိုတော့ United အနေနဲ့ကတော့အခုလက်ရှိအဲကျွန်တော်တို့ဒီ Crystal Palace အိမ်ငွေမှာကျွန်တော်မနိုင်နိုင်ကြပြီဖြစ်တဲ့အနေအထားကိုကျွန်တော်9အောင်စွမ်းဆောင်ပြထားနိုင်တယ်ဆိုတော့ ဒီ positive တွေပဲကျွန်တော်တို့များနေတယ်ပေါ့နော်အဲ့ရှိမှာဆိုရင်တော့ကျွန်တော်တို့အိမ်ဝင်းကြီးမှာ evidence ကိုကျွန်တော်တို့တယောက်ယောက်အနေထားမှာတောင်မှကျွန်တော်တို့ရှုံးအောင်ကန်ခဲ့တာဆိုတဲ့ပုံစံမျိုးကြီးလည်းကျွန်တော်ရှိနေသေးတယ်ဆိုတော့ဒီထားတော့ကျွန်တော်ဖြစ်စီရပါတော့ဆိုတော့ whatsapp ကိုကျွန်တော်တို့နိုင်ပါမလားဆိုတဲ့အရာကတထစ်ချကျွန်တော်တို့ပြောလို့မရဘူးပဲပြောရမှာပါလို့ဆိုတော့ကျွန်တော်တို့ evidence ဘက်မှာလည်းဒီလိုမျိုးပဲကျွန်တော်တို့တထစ်ချယုံကြည်ထားတယ်အာ evidence ကတော့ကျွန်တော်ငယ်နိုင်မေးပေါ့နော်နိုင်ပါလိမ့်မယ် ec ပဲဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့တယ်တကယ်လည်းကျွန်တော်တို့ဒီပေါ့နော်နိုင်မဲ့အလားအလာကြီးတော့အများကြီးရှိခဲ့ပေမဲ့ နော်တရားရောအနေထားမှာတော့ကျွန်တော်တို့အိမ်ငွေးကြီးမှာရှုံးသွားတယ်ဆိုတော့အခုဒီပွဲလဲကျွန်တော်တို့ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရအောင်မှာဖြစ်တယ်ကို့အသင်းကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်အိမ်ငွေးအဝေးဝင်းတိတ်ပြီးတော့မရွေးဘူးလို့ပဲကျွန်တော်တို့ပြောရမှာပေါ့နော်ဆိုတော့နိုင်ငံနိုင်ငံရှုံးရှင်ရှုံးမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အရင်ကျတော့စိတ်ချရတဲ့အနေထားမှာမရှိသေးပါဘူးငါတို့ဒီအသင်းကတော့တရားပုတ်နိုင်ပါလေကွာဆိုပြီးတော့ပြောဖို့တော်တော်လေးကျွန်တော်ခက်ခဲနေသေးတယ်အခြေအနေမျိုးဖြစ်တယ်ပါပဲဖြစ်ဖြစ်ကျွန်တော်ဂျားရက်ထဲမှာဒီ weekend ထဲမှာ ခရစ်စတယ်ဘဲလီဆိုအသင်းမျိုးကိုခရစ်စတယ်ဘဲလီစ်အိမ်ဝဲမှာကျွန်တော်နိုင်ထားတယ်ဆိုတော့မိုမန်တမ်တစ်ခုပေါ်ကိုကျွန်တော်ပြင်ပြီးတော့ရောက်လာပြီလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ဝက်ဆန်ကိုကျွန်တော်အိမ်ဝဲမှာလက်ခံကစားအောင်ဆိုတော့ဝက်ဆန်ကကျွန်တော်တို့ဒီပေါ်တော့ဒီဂရန်ပေါ်တာလက်ထက်မှာတော်တော်လေးကျွန်တော်ရာသတိဆိုးပြီးနောက်ပိုင်းမှာကျွန်တော်တို့ဒီပေါ်တော့ဒီနိုနိုဆန်ဒိုစ်ကင်နဲ့နိုနိုဆန်ဒိုစ်ကင်ပြီးနောက်ပိုင်းမှာသလိုရှိသူလိုင်ပွဲလေးတွေလည်းကျွန်တော်တို့ရလာပြီပေါ့နော်ရှုံးပွဲမရှိဘူးတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ဒီနိုင်ပွဲလေးတော့ရလာပြီဖြစ်တယ်ဆိုတော့ဝက်ဆန်ကြောင့်ကျွန်တော်ပြောကြည့်ရအောင်ဝက်ဆန်ကနိုနိုဆန်ဒိုစ်လက်အောင်မှာဘာတွေကောင်းလာတယ်လဲဘာတွေကျွန်တော်တို့ အဲဒီပေါ့နော်ကျွန်တော်အပြောင်းလဲတွေကျွန်တော်ရှိတလေပေါ့နော်လက်ရှိ WhatsApp က No Santos ရဲ့လက်အောက်မှာကျွန်တော်တို့ရှစ်ပွဲထိတို့ကစားထားတယ်ပေါ့နော်အဲ့ထဲမှာကျွန်တော်အိမ်ဝင်း၄ပွဲပါတယ်အဝေးဝင်းကျွန်တော်၄ပွဲပါတယ်ပေါ့နော်ဆိုတော့ဒီအရာတွေကိုကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ပေါ့နော်အိမ်ဝင်းမှာတို့၄ပွဲကစားတဲ့နေရာမှာနှစ်ပွဲနိုင်ထားတယ်နှစ်ပွဲကျွန်တော်ရှုံးထားတယ်ဆိုတော့အဝေးဝင်းမှာဆိုလို့ရှိရင်လည်းဒီပေါ့နော်၄ပွဲကစားထားတယ်နှစ်ပွဲတည်ကြတယ်နှစ်ပွဲရှုံးထားတယ်အဝေးဝင်းမှာတို့ဒီ No Santos လက်အောက်မှာနိုင်ပွဲမရသေးဘူးဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီ ဒီပေါ်တော့ကျွန်တော်တို့ဒီအိမ်ဝဲမှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ယာကိုကကျွန်တော်6ကိုးလေးရှိပြီးတော့ပေးကိုးကျွန်တော်တို့9ကိုးလေးကျွန်တော်ရှိတယ်ဆိုတော့ပေးကိုးနဲ့ကျွန်တော်ယာကိုအနေထားမှာ balance ဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဝေးကိုးမှာဆိုလို့ရှိရင်တို့နိုင်ပွဲကလည်းလုံးဝမရှိတာဘူးနှစ်ပွဲတည်းနှစ်ပွဲရှုံးဆိုတဲ့အနေထားမှာယာကိုက4ကိုးပဲကျွန်တော်ရှိတယ်ဒါဒီကျွန်တော်တို့ဒီယာကိုကတပွဲကိုတကိုးနှုံးတော့တွင်းနေဆိုတဲ့ပုံစံမျိုးမှာကျွန်တော်ရှိတယ် အဲပေးကူမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့89ဒီရှိတာဆိုတော့တပွဲကိုကျွန်တော်တို့2နှုန်းလောက်တိကျတော့ပေးနေရတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့အဝေးကွန်းမှာဆိုလို့ရှိရင်ခန်းစစ်က rolly point နေတဲ့အခြေအနေမျိုးပေါ့နော်အင်ဝင်အဝေးကွန်းကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းပေးကူကကျွန်တော်တို့ total 14ကူလောက်တိကျတော့ရှိတယ်ရာကူကတော့ကျွန်တော်တို့ဒီ total အင်ဝင်အဝေးကွန်းလို့လို့ sandos လောက်အောင်မှာ10ကူလောက်တိကျတော့ရှိရယ်ဆိုတော့ဒီဘယ်လိုပြောရမလဲကိုယ်တော့ရရဒါပေမဲ့ကိုယ်လည်းပေးနေရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တပွဲကိုကျွန်တော်အနည်းဆုံးဒီတကူနဲ့အထက်ကိုကျွန်တော်ပေးနေရတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတယ်ဆိုတော့ နူနိုဆန်ဒိုစ်ကပုံမှန်ဆိုလို့ရှိရင်သူ့ရဲ့ကျွန်တော်တို့ဒီ managing career ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် forest နဲ့အတူတိဆောက်ခဲ့တဲ့နေရာမှာဆိုလို့ရှိရင်သူ့ရဲ့ခံစစ်ကတော်တော်လေးကိုကျွန်တော်တို့ချီးကျူးဖို့ကောင်းတယ်ခံစစ်ကအရန်တော် solid ဖြစ်တဲ့ဘက်ကိုသူကတွားတယ်ပြီးတော့ကျွန်တော်တို့ဒီ shape owner မှာဆိုလဲဒီတိုင်းပဲသူ့ရဲ့ခံစစ်ကတော်တော်လေးကောင်းတဲ့ခြေနေမျိုးပေါ့နော်ဒီနူနိုဆန်ဒိုစ်ကစားတဲ့ပုံစံကတော့သူကတော့ဘယ်တင်းမဲ့ရောက်ရောက်ကျွန်တော်တို့ဒီပေါ့နော် position နဲ့နေပဲကင်ပြီးတော့ counter attack တွေကိုအားပြုပြီးတော့ ဒီဘာသာကျွန်တော်ဒီဝင်ငါတွေပြောမယ်ဆိုလို့ရှိရင်ဒီ face ကောင်းတဲ့ကစားသမားတွေကိုအားပြုပြီးတော့ကစားတဲ့အခြေအနေမျိုးပေါ့နော် Nottingham Forest မှာဆိုလို့ရှိရင်ပြီးရရလီအဲ Anthony Elanga ရဲ့ဒီဘာနော် face တွေကိုကျွန်တော်တို့သုံးပြီးတော့ counter attacking ကစားကမျိုးတွေပေါ့နော် low block တွေနဲ့ဒီကစားတဲ့ပုံစံမျိုးကို Nuno Santos ကကျွန်တော်တို့အမြဲတမ်းတိစောက်လို့ရှိတယ်။ခုလက်ရှိ West Ham မှာတော့သူကိန်းတိုင်း၈ပွဲလောက်ပဲရှိသေးရယ်ဆိုတော့သူ့ရဲ့ခံစစ်က ဒီတက်ပို့ပြီးတော့ကျွန်တော် solid ဖြစ်လာဖို့တော့ရှိတယ်။ဒါပေမဲ့အခုလက်ရှိအချိန်ဒီမှာတော့အဲ့လောက်ကြီးကျွန်တော် solid မဖြစ်သေးဘူးလို့ပဲပြောရမှာပေါ့နော်။ website ရဲ့ကျွန်တော်တို့ဒီအာသာချက်တွေဆိုလို့ရှိရင်တော့တို့ counter attacking တွေမှာကျွန်တော်တို့အားကောင်းတယ်ပေါ့နော်။ defense မှာကျွန်တော်တို့ဒီပေါ့နော် low block ဈာတာဆိုတော့ကိုရီအတွက်လည်းတော်တော်လေးကျွန်တော်ခက်ခဲနိုင်တဲ့အခြေအနေမျိုးပြီးခဲ့တဲ့ Everton နဲ့ပွဲဆိုလို့ရှိရင်အဲ့လိုပဲကျွန်တော် low block ကိုဘလုံးမှကျွန်တော်တို့ဖြီလို့မရခဲ့ဘူးပေါ့နော်။ဒါပေမဲ့ဒီ Everton ရဲ့ low block လောက်ထိဒီဒီ Nuno Santos ရဲ့ West Ham ကအဲ့လောက်ကြီးထိတော့ကျွန်တော်တို့မကောင်းသေးဘူးလို့ပဲကျွန်တော်ပြောရမှာပေါ့နော်။အရင်ကျွန်တော် solid ဖြစ်တဲ့ အခြေအနေမှာမရှိသေးဘူး။နည်းအရင် resilient ဖြစ်တဲ့အခြေအနေမျိုးမှာမရှိသေးဘူး။ individual ရဲ့ error လေးတွေကြောင့်ရှိတယ်။ဆိုတော့ counter attacking တွေကိုအားပြုတဲ့နေရာမှာအဓိကကျွန်တော်တို့ဒီ attacking outlet ကကျွန်တော်တို့ဘာလုပ်လဲဆိုတော့ direct bowing ။ bowing ကကျွန်တော်အရင်အရေးကြီးတယ်။အခုလက်ရှိ wasan မှာဆိုလို့ရှိရင်လည်းသူပဲကျွန်တော်ကိုးသွင်းအများဆုံးထင်ပါတယ်။အခုလက်ရှိသူကကျွန်တော်ညာတောင်ပိုင်းမှာကျွန်တော်ကစားနေရတယ်เนาะ။ညာတောင်ပိုင်းကစားနေတယ်။ kite စစ်မှာကျွန်တော်တို့ဒီ kalam wasan အဲဒါမှမဟုတ်ကျွန်တော်တို့ဒီ food crew ပေါ့လေ။ဆိုတော့ food crew ကတော့ကျွန်တော်အဲ့လောက်ကြီးတော့မျောလင်းလို့မရအောင်လို့ထင်တယ်။ဒီ လန်ဝင်ဆမ်မန်ကျော်ဖြစ်လိမ့်မယ်ပြီးရလီဗာပူးနဲ့ပွဲမှာလေဒါပေမဲ့တုံးနေတာပေါ့နော်ဆိုတော့ဒီဘေချမ်းမှာဆိုလို့ရှိရင်ပုံမှန်ဆိုရင်ကျွန်တော်ဆမ်မာဗေးကိုကျော်တုံးနေဆမ်မာဗေးကတော်တော်လေးကောင်းနေဒါပေမဲ့အခုလက်ရှိဆမ်မာဗေးကျွန်တော်ဒဏ်ရာရနေဆိုတော့အပြီးခဲ့တဲ့ပွဲမှာကျွန်တော်ဖာနန်ဒက်စ်ကိုပဲကျွန်တော်တုံးသွားတယ်ဖာနန်ဒက်စ်ကကျွန်တော်တို့ဒီအဲဒီ attacking midfield player ဆိုတော့ ီပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့ကျွန်တော်တို့ဘေချမ်းကအဲ့လောက်ကြီးကျွန်တော်တို့စိတ်ပူစရာမလိုဘူးဒါပေမဲ့ညာချမ်းကျရပ်ဘုံဝင်ပတ်ချမ်းကိုကျွန်တော်တို့တော်တော်လေးကြီးစိုက်မှလို့ရမယ်ဘုံဝင်ကဝက်ဆမ်းရဲ့ဒီပေါ့နော်တကယ်ကျွန်တော်တို့ကိုးသွင်းအများဆုံးကစားသမားလို့ကျွန်တော်တို့ပြောရမယ်တကယ်ကျွန်တော်တို့ဒီ target source တစ်ခုလို့ကျွန်တော်တို့ပြောရမယ်ဘုံဝင်ကဆိုတော့ဒီပွဲမှာကျွန်တော်တို့အားတာကြတခုကကျွန်တော်ဗာလဲဆိုလို့ရှိရင်ပါကီတာမပါဘူးအဲ့တော့လေပါဘူးနဲ့ပွဲမှာနှောင်းဝန်တန်နေကျွန်တော်ထိတာဖြစ်တဲ့တဲ့ကြောင့်မို့ဒီပွဲလူကတ်စ်ပါကီတာလွှဲမယ်ပါကီတာကကျွန်တော်တို့ဝက်ဆမ်းပါဆိုလို့ရှိရင်တကယ် creative outlet ပေါ့နော်တကယ်ကျွန်တော်တို့ဒီအဲဒီသူစီကနေကျွန်တော်ဖန်တီးမှုတွေအများကြီးကိုမိခိုထားတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်သူရဲ့ကျွန်တော်တို့ဒီ progressive ဖြစ်တဲ့ carries တွေ progressive ဖြစ်တဲ့ကျွန်တော်တို့ passes တွေကိုဒီ Lucas Pagida ကကျွန်တော်တိုင်းငံကျွန်တော်တို့ဒီ output လုပ်ပေးနေတာဆိုတော့ Pagida လို့ကစားသမားမျိုးကျွန်တော်ဒီပွဲလွဲမယ်ဆိုတော့ United တို့တော်တော်လေးကိုကျွန်တော်တတ်တာရရတယ်ပေါ့နော်ဆိုတော့ဒီတော့ကျွန်တော်တို့ Jerome Boeing ကိုထိန်းချုပ်နိုင်လိုက်ရင်ကိုပဲတော်တော်ကိုကျွန်တော်တို့အချိန်နေကောင်းသွားပြီလို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ Service Defending နဲ့ပတ်သက်ပြီးတော့ West Ham ကတော်တော်လေးကိုကျွန်တော်တို့ weak တဲ့အသင်းလို့ပြောလို့ရတယ်။ service တွေမှာဆိုလို့ရှိရင်လည်းမကြာခဏခုဆိုသလိုကိုရီခွင့်ပြုရတဲ့အသင်းမျိုးတော်ဖြစ်တယ်။ကိုရီအသင်းကလည်းပြီးခဲ့တဲ့ Crystal Palace နဲ့ပွဲမှာဆိုလို့ရှိရင်လည်း service ကနေပြီးတော့ကျွန်တော်တို့ဘွန်းကိုဒီကျွန်တော်တွင်းနိုင်ခဲ့တယ်။အဲ့ဒီရှိကျွန်တော်ဒီ Everton နဲ့ပွဲကိုဖယ်လိုက်ရင်ရှေ့ပွဲမှာလည်းဒီမျိုးကျော် set piece condition တွေကနေပြီးတော့တောက်လျှောက်ဆိုလို့ကျွန်တော်တို့ကိုးရရနေရန်ဆိုတော့ကျွန်တော်တို့ဒီပွဲမှာ United ဘက်ကနေပြီးတော့ twin goal တွေကိုညှော်လင်းလို့ရရင်လို့ပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီတော်တော်ပြောဆိုလို့ပဲ Gerard Bowen ကိုကျွန်တော်မထိန်းချုပ်နိုင်ဘူးဆိုလို့ရှိရင်ကိုယ်ကြီးလည်းကျွန်တော်ကိုးပေးရနိုင်တဲ့အချက်မျိုးတွေကျွန်တော်ရှိတယ်။ဆိုတော့ဒီလက်ကြောင့်မလို့ အဲဒီပေါ့နော်ကျွန်တော်တို့ဒီ goal တွေပိုင်းများကျွန်တော်တို့အပြန်အလှန်တွေသွင်းကြအောင်လားမသိဘူးပေါ့နော်ဒါပေမဲ့ကိုယ်အိမ်ဝင်ဖြစ်တဲ့ WhatsApp ကျွန်တော်တို့ဒီရာဒီ away win လို့လို့ Santos လက်အောက်မှာသလို့ရှင်တပွဲမှာကျွန်တော်တို့မနိုင်သေးတဲ့အခြေအနေမျိုးမှာဒီပွဲကတော့ကျွန်တော်မဖြစ်မနေနိုင်သင့်တယ်လို့ကျွန်တော်တို့ထင်ပါတယ် United အနေနဲ့ကြည့်မယ်ဆိုလို့ရှင်လည်းကျွန်တော်ပြောခဲ့သလို United ကဒီနောက်ပိုင်းမှာဆိုလို့ရှင် set piece တွေမှာကျွန်တော် goal တွေရနေတယ်ဝက်ဆန်က set piece defend နဲ့မှာတော်တော်လေးအားနည်းနေရဆိုတော့ ကိုယ်အနေနဲ့ကျွန်တော်ဂိုးတွေရတဲ့နဲ့ဒီလိုပဲကျွန်တော်ဝက်ဆန်ရဲ့ကျွန်တော်ဒီ defense ပေါ့နော်ဒီခံစစ်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီကစားသမားကောင်းတွေကျွန်တော်ရှိပါတယ် Killman တို့ Marvel Panos တို့ကျွန်တော်ကစားသမားကောင်းတွေရှိတယ်ဒါပေမဲ့အဲဒီပေါ့နော်အဲ့လောက်ကြီးကျွန်တော် solid မဖြစ်သေးတဲ့အခြေအနေမျိုးပေါ့ကျွန်တော်ဒီတကြောင်မကျွန်တော် pressing တွေလည်းကျွန်တော်သွားလို့ရတယ်အဲတကယ်လို့ကျွန်တော်ဒီသူတို့ error တွေပါလောက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းကိုယ်အနေနဲ့အခွင့်အရေးတွေကျွန်တော်ရလာနိုင်ကြီးရှိတယ်ဆိုတော့ ဒီလိုချက်မျိုးတွေကျွန်တော်ရှိနေရဖြစ်တဲ့ကြောင့်မို့ဒီနေ့ပွဲမှာတို့ open play ကနေလေဂိုးတွေကျွန်တော်အနေနဲ့မြင်ကျင်တယ်ပေါ့နော်မြင်ကျင်တယ်ဒါပေမဲ့လက်ရှိအနေအထားမှာ United ကကျွန်တော် open play ကနေဂိုးရဖို့အတွက်ကတော်တော်လေးကိုကျွန်တော်ယုံကန်နေရတာပေါ့နော်ဒီပြီးခဲ့တဲ့ရှင်းနှစ်ပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာနော်တွေးခဲ့တဲ့အသင်းတွေကတကယ်တကယ်တမ်းကျွန်တော်တို့ဒီခန်းစည်းကအရင် solid ဖြစ်တဲ့အသင်းမျိုးတွေကျွန်တော်ဖြစ်နေတယ်ဆိုတော့ဒီပွဲမှာလည်းကျွန်တော် open play ကနေဂိုးတွေရဖို့အတွက်တော့ညှော်လင့်လို့ရမယ်နောက်တစ်ချက်ကကျွန်တော် Matthias Kunya ဒီပွဲပြန်မှာဝှေ့ရှိမယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီပေါ့နော် Mason Mount ကျွန်တော်တို့ အဲဒီမှာနော်လက်ရှိ rhythm လေးသူကောင်းနေတဲ့အခြေအနေမျိုးဆိုတော့မီဆမောက်မယ်ဆက်သုံးမလားဗောဒီဒါတော့ကျွန်တော်တို့စောင့်ကြည့်ရအောင်မယ်အခြေအနေမျိုးပါ။ Okay ကျွန်တော် boy drop လူစင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြည့်ရအောင်။ boy drop လူစင်းကတော့ကျွန်တော်ဒီလူစင်းကိုရွှေထားရပေါ့နော်။ကိုသမားနေရာတော့ကျွန်တော် sand elements အပြောင်းလဲမရှိဘူး။ကျွန်တော်ခန်းစစ်နေရာမှာဒီ lesson martinez ပါမလားကျွန်တော်ကြည့်ရမယ်။ဒါပေမဲ့ကျွန်တော်ထင်တော့ပါပါတာဘူးလို့ကျွန်တော်ထင်တယ်။ဘာလို့ဆိုတော့ပြီးခဲ့တဲ့ boy မှသူ7 minute လောက်တော့ဝင်ကစားရတာတော့မှန်တယ်။ဒါပေမဲ့ boy drop ကစားခွင့်ဆိုတဲ့အနေအထားမျိုးလောက်ထိတော့မလုံလောက်သေးဘူးလို့ကျွန်တော်မြင်ပါတယ်။ဆိုတော့ဒါကြောင့်မလို့လူလျှောရယ်ဒီ league က ယူရိုရေပဲကျွန်တော်ထွက်လိုက်မယ်လို့ထင်တယ်ဒီနေရာမှာကျွန်တော်ယူရိုပေါ့နော်ယူရိုနေရာနည်းနည်း concern ဖြစ်ကြရှိတယ်ပြီးခဲ့တဲ့ပွဲကဒီ Palace နဲ့ပွဲမှာယူရိုအနေနဲ့တော်တော်လေးတူပေါ့တိုင်ပတ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီပွဲမှာတော့ယူရိုအနေနဲ့ကျွန်တော်တို့ဒီ confidence ပြန်ရဖို့လိုအပ်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီတော့ကျွန်တော်တို့ဒီသူ့နေရာမှာဝင်ကစားသောတဲ့မဇာဝီအဆင့်ပြေးရဆိုတာမှန်မိမယ်ဒီပွဲမှာကျွန်တော်ယူရိုပဲ confidence တစ်ခုအနေနဲ့ကျွန်တော်တို့နေရာပေးတင်တယ်လို့ကျွန်တော်ထင်ဆိုတော့ရှေ့မှာဆိုလို့ရှိရင်တော့ Queen Leia Casemiro Bruno Fernandes ဒါဒီကျွန်တော်တို့သိပြီးတော့အများအားပြောတဲ့အရာမရှိဘူး ပြန်မဲ့ရကျွန်တော်ကွင်းလဲရတယ်အဲ့လောက်ကြီးကျွန်တော်မဟုတ်ပါဘူးဆိုတော့ဒီတော့ကြောင့်မလို့အตาကြီးတော့ကျွန်တော်ရှားတင်နေ Casemiro Bruno Fernandes ဆိုတဲ့အနေထားပါလေဆိုတော့ကျွန်တော် win back ဒီမှာဆိုလို့ရှိရင်ဒီဘွဲမှာကျွန်တော်ဘေဂျန်းမှာ Patrick Dogu ကိုကျွန်တော်တုံထားတယ်ပြီးခဲ့တဲ့ဘွဲမှာ Delot Dorolli ကောင်းပါတယ်ဒါပေမဲ့ဒီဘွဲကျွန်တော် Patrick Dogu ကိုတုံထားတယ်ဘာကြောင့်လဲဆိုရင်ခံစစ်စွမ်းဆောင်ရည်ပိုကောင်းအောင်လို့ပါပြီးခဲ့တဲ့ဘွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတိုင်းနာတစ်ခုအထိပေါ့နော်ကျွန်တော်တို့ဒီဘေဂျန်းကတော်တော်လေးအလုပ်ဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီဘွဲကကျွန်တော်တို့ draft ဝင်လာမှာပေါ့နော်အဲ့ညာဘက်ချမ်းမှာ draft ဝင်ရှိတယ်ဆိုတော့ ဘိုးဝင်ကိုထိမ့်ဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စပါဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်တို့တက်နိုင်တဲ့မြန်ကျွန်တော်တို့ခံစစ်မှာအရင်အလုပ်ဖြစ်တဲ့ကစားသမားမျိုးကြီးကြောင့်လိုပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့ဒီ Patrick Do ကို Luke Shaw ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကတော့ဒီ LCB ဒီ Bono Left Wing Back ပုံစံမျိုးမှာကျွန်တော်ထားခြင်းလေဆိုတော့ကျွန်တော်တို့ဒီညာချမ်းမှာသလို့ရှိရင်တော့ Amadia လို့ဆိုတော့ Amadia လို့ကတော့ကျွန်တော်တို့တေချာပေါ့ကျွန်တော်တို့ထားရမယ့်ကစားသမားမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့သူ့ရှေ့မှာကျွန်တော် Ambumon နဲ့ ဒီပေါ့နော်ကျွန်တော်တို့ဒီ Piglet Crystal Palace နဲ့ပွဲမှာထင်သလားအလုံးမဖြစ်ဘူးဆိုပေမဲ့ဒီပွဲကတော့အလုံးဖြစ်နိုင်တဲ့အတွေ့အပတ်တစ်ခုလို့ကျွန်တော်မြင်မိတယ်ဆိုတော့အာမန်နဲ့ရှိမှကျွန်တော်အန်ဘူမိုနဲ့ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်မေဆန်မောင်းရဲ့နေရာကိုကျွန်တော် concern ဖြစ်စရာရှိတယ်ကျွန်တော်ပြောသလိုပဲဒီပေါ့နော်ဘိုးဝင်ကိုထိမ့်ဖို့အတွက်ကျွန်တော်တော်တော်လေးအလုတ်ရှုပ်နေမဲ့အခြေအနေမျိုးမှာဒီမေဆမောင်းရဲ့နေရာမှာကျွန်တော်တို့ပြီးခဲ့တဲ့ပွဲကလို့ဒီကိုဒလော့နဲ့တွဲဖက်ပြီးချိတ်ဆက်ပြီးကျွန်တော်တို့ကစားဖို့အခွင့်အရေးရပါမလားပေါ့နော်ဒီချက်ကိုကျွန်တော်တော်တော်လေးစိုးရိမ်နေဆိုတော့ဒီတော့ကြောင့်မလို့ ဒီဥမာထားပါတော့အဲ့သူ့နေရာမှာကြောင့်မေစမမဟုတ်ဖဲနဲ့ကုညာပေါ့နော်ကုညာဆိုလို့ရှိရင်ကုညာသည်တယောက်တည်းလုံးနိုင်ကင်နိုင်ဆွဲနိုင်ပြေးနိုင်ခလဲ့နိုင်ပတ်နိုင်တယ်ဆိုတော့ဒီလိုကြောင့်မို့မက်တီးယပ်ကုညာကိုများကျွန်တော်တို့မြင်ရမလားပေါ့နော်ပွဲထွက်လူစည်းမှာဒီတခြားတော့ကျွန်တော်တော်တော်လေး concern ဖြစ်တယ်ပေါ့နော်ဟိုဘယ်လိုပုံစံဖြစ်မလဲတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အဲကျွန်တော်ကတော့ကျွန်တော်တို့ဒီလူစည်းနဲ့မှာကျွန်တော်မေစမအောင်ထည့်တာဒါပေမဲ့မက်တီးယပ်ကုညာကဒီ game အတွက်ဆိုလို့ရှိရင်တော်တော်လေးပိုကောင်းနေတယ်လို့ကျွန်တော်အနေနဲ့ personal မြင်နေတယ်ဆိုတော့ brother တို့အမြင်လည်းပြောပြခဲ့ကြပါ ဆိုတော့ကျွန်တော်တို့ဒီ type 6ကတော့ကျွန်တော်တို့မှာရွေးချယ်တရားမရှိဘူး Joshua 6C ပဲကျွန်တော်ရှိပါတယ်ဆိုတော့ဗီဒီယိုပုံစံမျိုးပဲကျွန်တော်ဖြစ်လာမလားဒါမှမဟုတ် Magic Kunya number 9နေပါရင်များခတ်လာမလားဗောလေဒါကြီးကျွန်တော်စောင့်ကြည့်ရမယ်ချင်းမျိုးပါဒါကတော့ကျွန်တော် portrait လုပ်ခြင်းပါအဲဒါကတော့ကျွန်တော်ရဲ့ portrait လုပ်ခြင်းပါဆိုတော့ brother တို့ရဲ့အမြင်တွေကိုလည်းကိုယ်မှမဝေရောက်ဆွေးနွေးပြသလို့ရပါတယ်ဆိုတော့ဒီဘွဲမှာတော့ကျွန်တော်မျှော်လင့်ထားတာကအနိုင်မတပါလုံးဝဘာမှမရှိပါဘူးဆိုတော့ကိုယ်ဝင်ဝင်ဖြစ်တဲ့ဝက်ဆမ်ဒီဒီပြတဲ့လက်အောင်မှာအသားကျဖို့အတွက်ကြိုးစားနေရတဲ့အသင်းမျိုးချော်ဖြစ်တယ်ဆိုတော့ဒီတော့ကြောင့်မို့တေချာပေါ့ကျွန်တော်တို့ဒီဘွဲမှာ နိုင်အောင်ကျွန်တော်တို့စွမ်းဆောင်နိုင်ရပါမယ်။ open play မှာလည်းကျွန်တော်ဂိုးတွေမြင်ကျင်တယ်။ set piece တွေမှာလည်းကျွန်တော်တို့ဂိုးတွေမြင်ကျင်တယ်။ဒီပွဲကျွန်တော်အနည်းဆုံးနှစ်ဂိုးလောက်နဲ့ပြတ်ပြီးတော့နိုင်တာမျိုးကျွန်တော်ကမြင်ကျင်တယ်။ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ပွဲကြိုသုံးသပ်ချက်ပါ။ဒါကတော့ကျွန်တော်ရဲ့ဒီလာမယ်အဲဒီတော့ချက်တာပြင်းနေမှာကျွန်တော်ကစားမယ် United နဲ့ West Ham ပွဲစဉ်အတွက်ပွဲကြိုသုံးသပ်ချက်ပါ။ဆိုတော့ Brother တို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးကြလို့ရပါမယ်။ United ကျွန်တော်တို့နိုင်ပွဲဆက်ပါမယ်။ကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးကြကြပါ ယူနိုက်တက်နိုင်ပွဲဆက်မှာမလားကိုမမဝင်ရောက်ဆွေးနွေးပေးသားလို့ရှိရပါတယ်ကျေးဇူးအပြည့်ညီကိုများအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်ဆိုလို့ရှိရင် subscribe လေးလုပ်ပေးထားကြဖို့အားလုံးကိုတောင်းဆိုပါတယ်ကျွန်တော်နောက်ထပ်ပြီးမှတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ